မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှစပြီးမေလ၂ရက်နေ့မနက်၈နာရီတရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ ပရမောင်းဆုံးတဲ့အနေနဲ့တန်းတပင်မြုံနယ်တွင်စစ်တပ်စစ်ကြောင်းများကိုတိုက်ခိုက်မှုစစ်သား12ဦးသေဆုံးဆွဲတဲ့တွင်ဖြစ်ပါရခြင်းပုဂိုလ်တိုင်းတန်းတပင်မြုံနယ်စရဲကြီးမြို့အခြေဆိုင်ခလောင်း83မှာထွက်လာသောစစ်တပ်စစ်ကြောင်းနှင့်တပင်ညွန့်စခန်းမှာစစ်ကြောင်းတို့ကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်သား12ဦးသေဆုံးခဲ့ကြောင်းရှောင်းနတန်ဒရုန်းတပ်ဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောကြားသည်ဧပြီလ28ရက်နေ့နံနက်ပိုင်းတန်းတပင်မြုံနယ်အခြေဆိုင်ခလောင်း83တရင်မှာတပင် ီညွန်စကန်ကိုရိတ်ခါပုံရန်ထွက်လာသောစစ်ကြောင်းကိုတော်လင်ရင်တပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်းသိရသည် ခလိုင်းရ83တရင်ကနေတပြေညွန့်စခန်းကိုရိတ်ခါပို့ဖို့လာတဲ့စစ်တပ်စစ်ကြောင်းကိုဖီရက်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာမှာစစ်ကောင်းစီတပ်သား6ဦးသေဆုံးတယ်ဟုတရင်393တက်တပ်ခွဲနှစ်မှာတောင်းရှိသူတို့ကပြောဆိုသည်အလားတူဧပြီလ28ရက်နေ့ညနေ3:00ဝန်းကျင်အချိန်တောင်ငိုခရိုင်တန်းတပင်မြို့နယ် KNU တပ်မဟာနှင့်နေမြေ တပြင်းညွတ်စခန်းမှာတန်ရာရဆက်သားများကိုစည်ရကြီးမြို့အခြေဆိုင်ခန်းလိုက်ရ83တရင်တို့ပို့ဆောင်ရန်ထွက်လာတဲ့စစ်ကြောင်းကိုပြည်သူ့ကော်ရီတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ရာဆက်သား9ဦးထပ်မင်းထိခိုက်ဒေဆုံးသွားကြောင်းသိရသည်။ တိုက်ပွဲကမနက်ပိုင်းကစာရညာအထိပင်အင်အားက80လောက်ရှိတယ်။ခလိုက်ရ83ကနေလာတဲ့စစ်ကြောင်းကိုတပြေးညွန်းကနေထွက်ကျူတဲ့သဘောလူနာတွေလည်းပါတယ်။အဲ့ဒီစစ်ကြောင်းနှစ်ကြောင်းလုံးကိုအဖွဲ့တွေခွဲပြီးတိုက်ခိုက်ခဲ့ကြတာပါ။တပြေးညွန်းစခန်းကနေလာတဲ့စစ်ကြောင်းကပြည်သူတွေကိုဖမ်းလာပြီးလူသားတိုင်းကလုပီးလာတော့ထွက်ပြေးလွမြောက်လာတဲ့သူဆိုရင်ဖမ်းလာတဲ့အချိန်ဒရုန်းချလာလို့စကားတွေထွက်ပြေးတဲ့အချိန်မှလည်းသူလဲထွက်ပြေးလာခဲ့တယ်လို့ပြောတယ်ဟုရှော်နက်တန်ဒရုန်းတပ်ဖွဲ့မှတာဝန်ရှိသူကရှန်ကုန်ခေတ် ည်တဲ့ရင်ဌာနတန်းတို့ပြောကြားသည်စစ်စင်ရေးတိုက်ခိုက်မှုများကိုတန်ကုန်မြို့နယ်ပြည်သူ့ကော်ရီအဖွဲ့ပကဖာနှင့်တန်ကုန်ခရိုင်3939တဲ့တရင်ဒရုန်းတပ်ဖွဲ့3939တဲ့တရင်တပ်ခွဲ3တရင်3939တဲ့တပ်ခွဲနှင့်တရင်3939နဲ့ KNU တပ်မှနဲ့တရင်6နဲ့ရောနတ်တန်ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းပါဝင်ကြောင်းသိရှိရသည် ဆလဗီဂျုံတို့တွင်စစ်ကြောင်းနှခုပြင်ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သိမ်းဆုံးမှုများပြားပြီးလက်နက်ကြီးများသိမ်းဆည်းရရှိဆိုတဲ့တွင်ဖြစ်ပါရခြင်း ကရင်ပြည်နယ်ကျုံတို့မြို့တွင်စစ်ကြောင်းတစ်ခုဖြင့်ထိုးစစ်ဆင်လာသောစံဖက်စစ်ကောင်းစီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှတိုက်ခိုက်သိမ်းဆုံးမှုများပြားပြီးလက်နက်ကြီးများသိမ်းဆီရရှိခဲ့ကြောင်း KNL မှမိတ်ပူပေါင်းတပ်ဖွဲ့တရင်ရင်းမြင်းများကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ30ရက်တွင်ကျုံတို့မြို့ရှိစံဖက်စစ်တပ်ကလက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်ပြီးမြေပြင်စစ်ကြောင်းတစ်ခုအင်အား200ကျော်ဖြင့်စစ်ကြောင်းတို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် အဆိုပါဂျမ်းဘက်စစ်တဲစစ်ကြောင်းကို KNL မှမိတ်ပူပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက်ကျွန်းကလေးရွာနဲ့နွားချံကုန်းရွာတို့တွင်အဂျမ်းဘက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြဆုံးများကမှမိတ်ပူပေါင်းတပ်ဖွဲ့ဘက်မှလက်နက်ခဲယမ်းများတင်ပတ်ရရှိခဲ့ကြောင်းသိရှိရပါသည်။ မနေ့ကကျုံတို့945956တိုင်ရင်နဲ့ရဲစကန်ကျိုင်းတရာပြူဟာကောမေပုံကွင်းရှစ်သိကျောင်းနေရာတွေကလက်နက်ကြီးပြိုင်တို့ပစ်ထုတ်တာအလုံးရချီတယ်ပြီးတော့စစ်တပ်စစ်ကြောင်းနှစ်ခုကအင်အား100လောက်စီနဲ့အင်အား200လောက်စစ်ကြောင်းထွက်တိုက်တာမှာကျုံကလေးဘက်တပွဲနဲ့နားချံကုန်းဘက်တပွဲတိုက်ပွဲဖြစ်တော့စကားစစ်ကြောင်းထီရာများတယ်ကွင်းဆက်မှာလက်နက်ခဲယံတွေတင်ရတာရှိတယ်နောက်တရင်တွေကို short တိုက်တုံးနဲ့ပြစ်ထည့်တာလဲထိကျက်ကောင်းတော့ကြာတာတွေရှိတယ်ဟုကျုံတို့ KNL မှာမေပို့ ပေါင်းတပ်ဖွဲ့တရင်အရေးမြက်ကပြောဆိုသည်ထို့သောနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းကျုံတို့မျိုးရင်းတို့လက်နက်ကြီးများချရောက်ပောက်ကွဲမှုကြောင့်အမှတ်3ရပ်ကွက်နှင့်တိမ်ကုန်းချောင်းဘက်တွင်နေထိုင်သည့်အရတားပြည်သူ၃ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်ကျုံတို့ကော့ဂရိတ်အာရှလန်နေရာဘက်တွင်လည်းအကြမ်းဖက်စစ်တပ်အောင်စီရစစ်ကြောင်းနှင့် KNL မဟာမိတ်တပ်များအပြင်းထန်တိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်အကြဆုံးထိခိုက်မှုရှိကြောင်းသိရသည် ပြစ်နေတာကတော့ကိုယ့်ဘက်ကမြေပြင်တပ်ဖွဲ့တွေဖိနေတာ အာသာတွေသူတို့ဘက်ကတော့ဟောင်ဝင်းစာရိတ်နဲ့ပြစ်ကူပြစ်နေတာတော့ရှိတာပေါ့မြေပြင်မှာတော့အောင်စရာခေါင်းမထောင်နိုင်တော့ဘူးအကြအဆုံးကတော့စကားစရိတ်ကြတာများတယ်ကိုယ့်ဘက်ကလည်းရဲဘော်တွေကြတာရှိတယ်ဟုကိုကရိတ်ခြေဆိုင် KNL မှာမိပုံပေါင်းတက်ကြားပြုစစ်ကြောင်းတရင်ရဲမြက်ကပြောဆိုသည်ရခိုဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ပျော်ပဲရင်စစ်ကောင်စီတပ်သားများလိုက်ပါလာသောဆိုင်ငယ်6စီးကိုတိုက်ခိုက်မှုရဲနှုံးတိတ်ဆုံဆွဲတဲ့တဲ့မဲ့ဖြစ်ပါရဲ့ရှင် မန္တလေးတိုင်းပြောဝဲမြို့နယ်ရင်ဂျမ်ဘက်စစ်ကောင်စီတပ်သားများလိုက်ပါလာသောစိုက်ကဲ6စီးကိုတိုက်ခိုင်းရာရဲနိုသိဆုံးခဲ့ကြောင်းတိုက်တောင်းပြည်သူတော်လိုင်းအင်အားစုအဖွဲ့မှတောင်းရှိသူတို့ကရှင်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ29ရက်နေ့နနက်10:00နာရီခန့်တွင်ပြောပွဲမြို့နယ်ပေပင်ရှိအုပ်စုပေပင်ရှိကြီးဟာနောက်ဘက်တွင်ညောင်ကုန်းဘက်မှဆိုင်ကေ6စီးဖြင့်တက်လာသောအစံဘက်စစ်ကောင်းစီစစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာရဲနှုံးသိဆုံးခဲ့ကြောင်းသိရှိရသည်။ စစ်ကွင်းတွေဘက်ကပြန်လည်ပြစ်ခတ်တာတွေတော့ရှိတယ်ပြစ်ပြီးသေးတဲ့ရခတွေတရုတ်တိုက်ဆွဲပြီးပြန်ဆုတ်သွားတယ်ဆွဲပြီးပြန်ဆုတ်သွားတော့သူတို့ကောင်တွေကြလို့ပြန်ဆုတ်သွားတာထင်နေဟိုတိုက်တောင်းပြည်သူတော်လိုင်းအင်အားစုအဖွဲ့မှတောင်းရှိသူတွေကပြောဆိုသည်ရှင်းတိုက်ခိုင်းမှုရင်းအစံဘက်စစ်ကောင်စီဘက်မှရှင်းနေဦးသေးဆုံးပြီးသေဆုံးသွားသည့်စစ်သားအလောင်းများကိုတရုတ်တိုက်ဆွဲသွားပြီးတော်လိုင်းရဲဘော်များအနေဖြင့်အထိကမ်းမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်အဆိုပါတိုက်ခိုင်းမှုကိုရမဲသိန်းခိုင်ပြော့ပွဲမြို့နယ်တိုက်တောင်း ောင်းပြည်သူကာဝေးရေးတာစီပကဖာပျော်ဝဲလူငယ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။ဆလဘေးစီမီခုံမျိုးရင်းစစ်ဗိုလ်တဦးနှင့်ပြူစော်တီနိုပြစ်ခတ်ခံရပြီးတိတ်ဆုံးတနက်နယ်လက်သိသိရရှိဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းချန်ခရိုင်စီမီခုံမျိုးရင်း၌စစ်ဗိုလ်တဦးနှင့်ပြူစော်တီနိုကိုပြစ်ခတ်ရှင်လင်းခဲ့ရတိတ်ဆုံးသွားပြီးတနက်နယ်လက်သိသိရရှိခဲ့ကြောင်းမြင်းချန်ဘလက်တိုင်က MBD တပ်ဖွဲ့ကောင်းဆောင်ဘူမိုက်ခဲကရှန်ကုန်ခဲ့တဲ့တဲ့ရင်ဌာနတန်းတို့ပြောကြားသည်။ ရှမန်နေဧပြီလ30ရက်နေ့ညရှင်းနိုင်ခန့်ချင်းစီမီကုံမြို့တွင်ကင်းဘက်လဲလဲနေသောအကျံဘက်စစ်ကောင်စီတပ်မှစစ်ဗိုလ်တအုပ်နှင့်ပြူစောတီနှူတို့ကိုပြစ်ခတ်ရှင်းလင်းခဲ့ရာသုံးစလုံးသေဆုံးသွားပြီးခြေထရီအမျိုးအစားတနက်နှစ်လမ်းနှင့်ခြေဆက်ရှစ်တောက်သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည် ဘိုးရောပြူနှိုးရောသေးသွားတာတနက်သုံးလက် M3 တက်လက်ကောင်းမရလို့မျိုးရဲဆိုတော့ကောင်းမရတာအပြန်လန်ပြက်ကတ်မှုကတော့နည်းနည်းပါးပါးဖြစ်သေးတယ်ထက်ကောက်ချိန်မရလို့ပြန်ဆုတ်လာခဲ့လိုက်တော့ကျွန်တော်တို့ MPD တက်ဖွဲ့အနေနဲ့အခုလိုမျိုးရင်းစစ်စင်ရေတွေကိုအရင်ကထပ်ပို့ပြီးတော့ချက်ချက်ပြင်းပြင်းလုံနိုင်အောင်ကြိုးစားနေတယ်ဒါကြောင့်စစ်အုပ်စုတွေနဲ့အနီးအနားတွေမှာပြည်သူတွေတော်လာခြင်းမပြုလို့တိုက်တွန်းချင်ပါတယ်ဟုမြင်းချံဘလက်တိုက်က MPD တက်ဖွဲ့ကောင်ဆောင်ဖို့မှခေကောင်ရှန်ကုန်ခဲ့တဲ့တဲ့ရင်ဌာနထံသို့ပြောကြားသည် အဆိုပါတိုက်ခိုက်မှုကိုမြင်းချံဘလက်တိုက်က MBD တပ်ဖွဲ့မှအရှယ်ဝါများကပျောက်ကြားနေပြီဟာအအုံပြုတ်ရိအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်ဆလန်တင်ဆက်ပေးမယ့်တရင်အကြောင်းအရာကတော့စစ်တပ်၏ပြည်သူ့စစ်မဟာဗျူဟာအောင်မြင်ရေးအတွက်စစ်မှုထမ်းဟာအဖွဲ့များကို မောင်းနှင်အားအဖြစ်အားပြုမြို့မင်းအောင်လိုင်ပြောဆိုတဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။ အကြမ်းမဲ့စစ်တပ်ကပြည်သူ့စစ်မှားပြုအောင်မြင်ရေးအတွက်စစ်မှုထမ်းအောင်ဖွဲ့များကိုမောင်းနေအောင်အဖြစ်အားပြုမည်ဟုစစ်ကောင်းဆောင်မင်းအောင်လိုင်ကထုတ်ပြန်ပြောဆိုသည်ရှမန်နီနေပြည်တော်တွင်ပြုလုပ်သည့်စစ်မှုထမ်းအောင်အထူးညီလာခံတွင်အကြမ်းဖက်မင်းအောင်လိုင်ကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်သည်စစ်မှုထမ်းအောင်ဖွဲ့သည်တည်ကြလွတ်လပ်သည့်စစ်တပ်မိတ်ဆက်ဖွဲ့စည်းတစ်ခုဖြစ်ကြောင်းဘူဟုဌာနချုပ်ယုံတိုင်းပြည်နယ်စစ်မှုထမ်းအောင်ဖွဲ့20ဖွဲ့မြို့နယ်စစ်မှုထမ်းအောင်ဖွဲ့308ဖွဲ့တို့ဖြင့်စစ်တပ်အရင်အင်အားဖြင့်လုံခြုံရေးကိစ္စရပ်များတွင်ပါ ါဝင်နေကြောင်းတခါကစစ်သားဖြစ်ခဲ့ဘူးလေအမြဲတမ်းစစ်သားပင် စုံနိုင်ကြောင်းမင်းအောင်လိုင်ကဆိုသည်စစ်မှုထမ်းဟောင်းများအနေဖြင့်စစ်တပ်ကချမှတ်ထားသော ပြည်သူစစ်မှားဗျူဟာအောင်မြင်ရေးအတွက်စစ်မှုထမ်းအဖွဲ့များ၏စည်းရုံးရေးဆွေးနွေးကို မောင်းနှင်အဖြစ်ထိရောက်စွာအားပြုနိုင်ရမည်ဖြစ်ကြောင်းမင်းအောင်လိုင်ကဆိုသည် အစံမတ်စစ်တပ်ကလက်ရှိရင်းနဲ့နိုင်ငံတော်မှစစ်မှုထမ်းဟောင်းများကိုစစ်တပ်သို့ပြန်လည်ခေါ်ယူ၍ရှေ့တန်းစစ်မြေပြင်သို့ဆေးလွတ်မှုရှိခြင်းမျိုးပြလုံခြုံရေးများတွင်ပူးပေါင်းပါဝင်စေခြင်းများလှုံ့ဆော်လျက်ရှိကြောင်းစစ်မှုရန်အဖွဲ့များထံမှသိရှိရသည် ရခုဆက်လက်ပြီးမိုးကုံမြို့နောက်ခြံကိုစစ်တပ်ကလင်းပြင်းပုံးစဲတိုက်ခိုင်းစကိုင်းရွာသားရရွာကိုစစ်တပ်ကလက်နေကြီးပြင်းပစ်ခတ်မှုခလင်းငယ်တို့အသေးဆုံးဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမိုးကုံမြို့နောက်ဘက်ခြံကိုစံဘက်စစ်ကောင်စီတပ်ကလင်းပြင်းပုံးစဲတိုက်ခိုက်ခဲ့ကြောင်း TNL ကထုတ်ပြန်ထားသည်။ဧပြီလ30ရက်နေ့ည8:30မိနစ်ခန့်တွင်အစံဘက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမိုးကုံမြို့အနောက်ပိုင်းတစ်စိန်ကုန်းနှင့်ကြောက်ပုတ်ကြီးရွာသားကိုပေါင်250ပုံးနှလုံး လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ထို့ပြင်ဧပြီလ24ရက်နေ့ကလည်းနှောင်းချိုမြို့နယ်ကိုစစ်မစစ်ကောင်စီတပ်ကလေးချောင်းဖြင့်စိမ့်ငွေပုံ၁၁လုံးနှင့်120မမလက်နက်ကြီး26လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အကြမ်းဖက်ဆက်ကောင်းစီတွင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNL အုပ်ချုပ်သောမြို့နယ်များကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုလေကြောင်းဖြင့်ပြည်သူလူထုကိုရွေချက်ရှိရှိဥတီပုံချဲသည့်လုပ်ရများပြုလုပ်နေကြောင်းထို့ကြောင့်ပြည်သူများအနေဖြင့်ဆက်ကောင်းစီပုံချဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စည်ရည်တည်းအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာဝေးနိုင်ရန်လေကြောင်းရန်ကာဝေးရေးဆိုင်ရာနေလမ်းများလိုင်းနာဆောင်ရွက်ရန်လိုအပ်ကြောင်း TNL ကပြောဆိုထားသည် အလာတူစကိုင်းတိုင်းစကိုင်းမြို့နယ်ရွာသားရွာကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့်ကလေးငယ်နှုတ်ကြီးစားထိမှန်ကတေဆုံးခဲ့ကြောင်းဝလက် information and award တမသိရှိရသည်မေလာတရက်နေ့နနက်9:00နာရီချိန်တွင်စရေးရွာရှိအကျမဲ့စစ်ကောင်စီတပ်သားများက87မမလက်နေကြီးများဖြင့်ပစ်ခတ်ခဲ့ရာရွာသားရဲကိုကြားရောက်ပောက်ွဲခဲ့ပြီး အသက်9နှစ်အရွယ်ကလေးနှစ်ဦးကြီးစားထိမှန်သိဆုံးခဲ့ကြောင်းသိရှိရသည်။ထို့ပြင်ဒရယ်ဥပမာတလာသည့်အကျန်းဘတ်စတိတ်ဂျက်ဖိုက်တာတစ်စီးသည်လည်းနနက်7:55မိနစ်အချိန်တွင်စကိုင်းမြို့နယ်မြောက်ချမ်းသို့လေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်သွားကြောင်းမန္တလေးတိုင်းမေရီယာမြို့ပေါ်ရှိအကျန်းဘတ်စစ်သားများကလည်းမေရီယာမြို့အနောက်ဘက်သို့လက်နက်ကြီးများဖြင့်အဆက်မပြတ်ရန်တမ်းပစ်ခတ်နေကြောင်း Wildlife Information and Nature မှသိရှိရပါသေးရှင်။